MSP ဘာပြမအောင်ဆုံးအမနဲ့ဆုံးဘူးတာပါဆိုတော့ရဲနေဝင်သွားပါတယ်ဆိုတော့အဲ့လိုစီရမ်းမိုင်းလေးအဲဒီမချစ်သူသူယောက်ျားပေါ့နော်ဇလန်းနာမည်ကြရတဲ့ဟိုဒါအိမ်တော်ကြီးဖောက်ပြန်တဲ့ဇက်ဆိုတော့သိတာပါတယ်ဒါပေမဲ့တူညီရဲ့ပုံစံလေးနဲ့အဲတူညီရဲ့ဇက်အိမ်လေးကိုရောက်လို့ဒရိုက်တာနဲ့ဇက်ညောကိုစွမ်းပိုင်ရနေပြီးပုံစံလေးပြောင်းလာပါတယ်ဟုတ်ပြန်ယောက်ျားလေးချက်မင်းလေးကပုံများတယ်အဲ့လိုမဆိုင်ပါဘူးအဲ့လိုလည်းမဆိုင်ပါဘူးအဲ့လိုတော့မပြောလို့များတာမများတာတက် ပြေးတဲ့လျှွေရတနာ more and more မှာရှာဖွေပါ match တူတူယောက်ျားပေါ့နော်ဇနန်းနာမည်ကြရတဲ့ဟိုဒါအိမ်ောင်ကြီးဖပြင်နေဆက်ဆိုတော့သိတာပါတယ်ဒါပေမဲ့တူညီရဲ့ပုံစံလေးနဲ့အဲတူညီရဲ့ဇက်အိမ်လေးကိုရောက်လို့ဒရိုက်တာနဲ့ဇက်ညုံကိုစွမ်းပိုင်ရနေပြီပုံစံလေးပြောင်းလာပါတယ်ဒီဇက်လေးကိုစပြီးတော့ထပ်ကန်းလန်းလာတယ်ဟိုက ဲဇညုပ်ပို့လိုက်တယ်ပေါ့နော်ထက်ကလည်းစီရီးရိုက်နေခါကျတော့အဲဒီဇညုပ်ကမဖတ်ဖြစ်ဘူးမဖတ်ဖြစ်တဲ့အချိန်မှာကိုစွမ်းပိုင်ကပြင်မှာမီတင်တွေ့ရင်လည်းတက်ကိုဇက်အကြောင်းကိုပြောပြရတဲ့အချိန်မှာတကယ်ကိုအဲသူရေးရတဲ့ဇက်ကိုပေါ့နော်သူရေးချပြောပြရတဲ့အချိန်မှာဇက်ကိုတော်လေးသဘောကျသွားပြီးတော့ ြီးကားကိုလက်ခံပြီးတယ်လို့ပြောရပါတယ်ဟုတ်တယ်အများကြီးအားစိတ်ထားရဲအားစိတ်ထားဇက်ကိုပြောပြတဲ့အချိန်မှာအစသူဇက်ကိုရေးပဲရစ်တက်ထားတယ်စကားမပြောတတ်ဘူးကိုစမန်တအားအေးတယ်အဲအေးတယ်သူစကားမပြောအေးအေးလေးနေတာဇက်ကိုရေးဆိုရင်စက်လုံးပြတ်တယ်လို့ရေးလို့ရတယ်ဘယ်မှာသူ့မိမလည်းပါသူ့မိမပြောတယ်အမကိုရေးစကားပြောတော့ဆိုလို့ရှိရင်စားနဲ့ပဲပြောတာတဲ့အစနဲ့မပြောဘူးတဲ့ဖော်တာနော်စားနဲ့ဆိုရင်ဖော်တာနော်စားနဲ့ဆိုရင်အရမ်းပါနော်ကြက်သူတို့ရေးရေးလို့ရတယ်နော်စားနဲ့မှရေးတာအရမ်းမိုက်တယ်အဲ့ဒါကိုသူမပြောတတ်ဘူးဒါပေမဲ့တက်ကမဟုတ်ဘူးပြောပြပြောပြပေးပါလားနားနဲ့နားထောင်ချင်တာဆိုတဲ့အချိန်မှာ ူပြောပြရစူးစမ်းပြီးတော့တော်တော်လေးကိုစူးစမ်းအားစိတ်တာပါပြောချင်တာပြောပြရချိန်မှလည်းစက်ကတော်တော်လေးကိုကြွရဲစမ်းတယ်မတူဘူးပေါ့နော်ဒီ character ဒီ၄ယောက်ကိုဟိုလဲ့သွားလေးရတယ်လဲ့ပြောင်းလေးတော်တော်လာပါတယ်ဟုတ်ကဲ့ပထမဆုံးအမနဲ့ဆုံးဘူးတာပါဆိုတော့ရန်နဲ့ဝန်သွားပါတယ်ဆိုတော့လို့စီရမ်မိုင်းအဲဝန်သွားပါတယ်အရင် acting တဘာဝကြ natural မင်းသားတွေနဲ့တွေ့ရမှာလဲကိုပြန်ပြီးတင်ယူရမှာအများကြီးရှိတယ်ဆိုတော့တင်ယူရမှာပေါ့နော်အမကြီးစီတာဘယ်လိုကြောင့်လဲပြန်ပြီးကန်နေတာ ကဟိုကကုနာလိုပဲအကူဆန်းပိုင်ရနေပြီးတော့အရင်အယုံဆိုင်တာအဓိကလေးကိုလေသစ္စာတရားဆိုတာတကယ်တမှုရှိရဲ့အရာဖြစ်တယ်တမှုရှိရဲ့အရာဆိုတာအငြင်းရှားပါတယ်ရှားရဆိုတဲ့အခါကျတော့ဒီလိုမျိုးလူတွေမှမဟုတ်ဘူးတဘာဝတရားကြီးပေါ်မှာလည်းသစ္စာရှိရဲ့အရာတွေရှားတယ်ဟိုဖောက်ပြန်နေတဲ့အရာတွေများတယ်အဲ့လိုပဲလူတွေမှာလည်းသစ္စာတရားရှိရရှားတယ်ဖောက်ပြန်မှုတွေများတယ်ပေါ့ဖောက်ပြန်တဲ့အကြောင်းရင်းတွေကလည်းအများကြီးရှိပါတယ်အဲ့တော့ဖောက်ပြန်လို့ဖြစ်သွားတဲ့အကျိုးတွေကလည်းအများကြီးဖြစ်လာပါပေါ့နော်ဒါတရားသဘောနဲ့ပဲညှိနှိုင်းပြီးပြောရမှာပါပဲဟုတ်ဟုတ်ကဲ့ဒါတော့မသိပါဘူး သားလည်းမသိဘူးရှားပါးတဲ့တစ္ဆာရှိခြင်းမျိုးပဲသူ့မှာရှိရတယ်အဲလေအဲ့ဒါလည်းမသိဘူးသားတော့ပြေးပဲရှိသေးတယ်တာကြည့်ရရှင်တမတာတမတာပြန်ရကြလေးချက်မင်းလေးကပိုများတယ်အဲ့လိုမဆိုင်ပါဘူးပြောလို့အဲ့လိုလည်းမဆိုင်ပါဘူးအဲ့လိုတော့မပြောလို့များတာမများတာတက်အဓိကပေါ့နော်အဲမင်းကလေးတွေကကြာတော့သူတို့ခန်းစားချက်ကိုထုတ်ပြောဖို့ပို့ပြီးတော့ထုတ်ပြောတယ်ကွာထုတ်ပြောခါကျရောက်ကြလေးတွေကသူတို့ပေါ်ဘလို့ဖောက်ပြန်နေကြလဲဆိုတော့သူတို့ထုတ်ပြောတယ်သူတို့အားနွယ်သူအဖြစ်မင်းကလေး တိထားကြဖြစ်တဲ့အတွက်သူတို့ကပြောရရတယ်တိုင်ပင်ကြရအရင်ဖွင့်ကြတယ်တချို့ယောက်ျားလေးတွေကြတော့သူတို့သူတို့ကမှလေးရဖောက်ပြန်သွားပါတယ်သူတို့ခြားယောက်ျားလေးပေါ်မှာသူတို့ရှုံးနေသွားပါတယ်ဆိုတဲ့စကားကိုသူတို့ပြောကျင်တဲ့အတွက်လူတိတ်ထားကြတဲ့အတွက်လူတိတ်မသိရလဲဖြစ်ကောင်းဖြစ်နိုင်တယ်ဒါဖြစ်တဲ့အကြောင်းရင်းတစ်ခုကိုရတစ်ခုပေါ့နော်ထပ်ထင်တယ်အကြောင်းရင်းပေါ့အဲယောက်ျားလေးအချင်းချင်းဟာမဟုတ်ပါဘူးငါသူ့ပစ်ခဲ့တာပါအရင်ကသူပြောတယ်သူပြက်သွားတယ်ငါပြက်ခဲ့တာမဟုတ်ဘူးသူကသူ့ဖောက်ပြန်ပြီးဖြစ်သွားတယ်ဒါပေမဲ့သူကမပြောဘူးသူတိတ်ခါကြမှာဆိုအဲ့လိုမျိုးရဲ့အကြောင်းလည်းဖြစ်လိမ့်မယ်အကြောင်းရင်းလည်းအများကြီးရတစ်ချက်ပေါ့ အဲ့ကြောင့်လူတွေကမိန်းကလေးတွေကမဖောက်ပြရလို့ကြားလေးတွေဖောက်ပြနေလို့ပူများလို့တင်လာတယ်ဖြစ်ပါလိမ့်မယ်တင်ပြီနော်နော်တင်ပြီနော်ဂျေစီတော့ရှင်းနေဂျေစီကကြိုက်ရင်ကြိုက်ရမကြိုက်ရင်မကြိုက်ဘူးသွားရင်သွားမသွားရင်မသွားတော့တာပါအတဲ့ပဲပဲဘယ်လိုမှမရှိဘူးကြိုက်တော့မကြိုက်တော့နော်ပြောင်းပြန်လိုက်တယ်မဖောက်ပြန်အောင်မဖောက်ပြန်အောင်အဲ့ဒါကောင်းပါရှင်းတယ်လေကျော်ဒါကမသိဘူးပြောင်းလဲမှုဆိုတာအရင်တင်ပြီပါဘူးဒါပဲဒီကောင်ကတင်ပြီမယ်ဖောက်ပြန်တဲ့ဇက်တွေပါဘယ်ဒါတင်ပြီကိုစမတင်ပြီမယ်နော်ကိုစမတင်ပြီမယ်ဆွဆွဲတယ်မိုင်းဆွဆွဲတယ်ကွေဒါတစ်ခုကြာတော့ကျွန်တော်ဟိုဖန်သီးမှန်ဆိုရင် 我对家庭需求，像那种平时也蛮还一个的，是哦，我做啥比阿三毛的对家庭需求。 သူကအရင်စူးစမ်းရတယ်သူအသက်ရွယ်နေမလိုက်အောင်လို့ငယ်ငယ်တည်းကဒါသူရဲ့စူးစမ်းမှုတွေပြည်သက်တွေရှိမှာအလုံးသိမှာပါအဲပြီးရဲ့စူးစမ်းမှုတွေပြင်ဆင်မှုတွေပြီးတော့တကယ်အလုပ်ပေါ်မှာ professional ကြကြလောက်တာအဲ့လိုပြီးပြီးရောက်တာမျိုးတခုမှမရှိဘူးပေါ့နော်သူလောက်လိုက်တဲ့အလုပ်တိုင်းကအဲနေရာတစ်ခုနဲ့အတိမပြို့တစ်ခုနဲ့အမျိုးတစ်ခုကိုရသွားတာကြီးပဲအဲဆိုတော့အဆိုပိုင်းမှာဆိုလဲအဆိုပိုင်းမှာတကယ်ကိုသူစာပြီးချင်းဆိုရဲပါတကယ်ကိုဟိုကသူရဲ့ fan ဖြစ်ခဲ့ရတယ်ဆိုတော့တကယ်အခုတရုတ်ဆောင်ပိုင်းမှာလဲလို့ရှိရင်ထွက်လာတယ်တကယ် identity သဘောကျပါတယ်သဘောကျ natural ဖြစ်တယ်သူရုပ်လေးနဲ့ light တဲ့အိုက်တင်လေးသူရွေးလောက်တက်တဲ့အဲ့လိုလေးအစားပေါ့နော်ပြန်ပြီးတော့လေ့လာရပိုင်းအများကြီးရှိပါတယ်အော်ပါဘောမတ်သက်စီရဘုံမျိုးလေးတင်ပြပါအောင်ပြောပါအောင်တင်ရမှာပေါ့တကယ်တကယ်တကယ်တို့ပိုရာလေး over တင်လေးတဲ့ဟုတ်လားမဟုတ်ပါဘူးတကယ်တကယ်တင်ပြမှာပေါ့အမအရန်တော်တယ်ဘောဆိုကျွန်တော်အမတော်ကလေဟိုးအရင်ကကျွန်တော်16စကူတွေအမတော်ကတည်ဘောဆိုတော့ တကယ်ပါလားမော်ဒယ်ပြောရရရရရကျွန်တော်မဟုတ်ဟာအဲ့ခရေရလေးကျွန်တော်လေးဒီမြန်မာနိုင်ငံအနိပညာရှင်တွေရဲ့ rising ရဲ့ rising star မှာအမအပူပြီးအမြန်တာကျွန်တော်မြင်ရတယ်ပေါ့နော်ဆိုတော့အမစူးစမ်းတယ်တွေ့ရတယ်အမအဲ့လိုမျိုး rise ဖြစ်သွားတာအရင်မြန်တယ်ပေါ့နော်ဆိုတော့ အဲ့တော့လည်းအရင်တော့ဝမ်းသာပါရဲ့အရင်ကုံကြီးရပါတကယ်လည်းသင်ယူလေ့လာအောင်လည်းထဲမှာလည်းမပါပါဘူးအရင်ကတင်ကြပေါ့ခွဒါပါမှအဲ့လိုရေးရတဲ့ director စိတ်ထဲကသူစိတ်ထဲမှာဖြစ်တဲ့ character တခုကိုလူရဲစာလုံးလေးတွေနဲ့ CV ချရေးမယ်အဲ့ချရေးတဲ့အခါမှာသူစိတ်ထဲကဖြစ်ချင်တဲ့ character အကုန်ကိုဖော်ပြနိုင်ချင်မှာဖော်ပြနိုင်မယ်ဥပမာယူဆစာရေးရမယ်ဒါကိုဘယ်လောက်ဖြစ်တဲ့အကြောင်းကမ္ဘာလေးတောက်ကိုဘယ်လောက်ထိစာပေါ်မှာဖော်ပြနိုင်မှာလဲဘယ်လောက်မှဒီစာလေးနဲ့ပြီးဆုံးအောင်ဖော်ပြနိုင်မှာမဟုတ်ဘူးအဲ့တော့ဒီစာကနေကြော်ပြီးတော့မှသူစိတ်ထဲမှာဘယ်လောက်ထိ ဘလို့ခံစားချက်မျိုးနဲ့ရေးထားလဲဆိုတော့ကြော်ပြီးဖတ်နိုင်မှာအဆင်ပြေမှာပေါ့နော်အဲ့လိုပဲဒီလိုဆက်လို့ဒီ Z တအုပ်ကိုဖတ်တယ်ဒီ character နေရာမှာဝင်ပြီးတော့တက်ကဒီဟာကိုဖန်တီးရတဲ့ director ကနောက်အသေးစိတ်နောက်ွယ်ရသူ့ရဲ့ခံစားချက်တွေအတွင်းထဲမှာဒီကောင်မလေးရဲ့ character ကြီးအကုန်လုံးကိုမဖော်ပြနိုင်သေးတဲ့ဟာတွေပါအကုန်လုံးပါထားဆွဲထုတ်ဖတ်ရတယ်။အဲ့ဒီပဲမြင်အောင်ဖတ်ရတယ်။ပြီးရလို့ရှိရင်တရုတ်ဆောင်နေရင်းနဲ့ကိုကိုရဲ့ character ကို character ကိုပြန်ပြီးတော့ sense 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 သူ့သားဒီနေရာမှာဆိုရင် director မမြင်နိုင်တဲ့တခြားသောအသေးစိတ်က ဒီ character ရဲ့ဟိုတကက် dark side တွေအကောင်းတဲ့ side တွေအကုန်လုံးကအစားကိုယ့်ဘက်ကိုပြန်ပြီးတော့ရှာပြီးပြန်ထုတ်ယူပါတယ်။အပြန်ထုတ်ယူပြီးမှအဲအကုန်လုံးကိုပြန်ပေါင်းပြီးလုံးမှအကောင်းဆုံး character ဆိုတော့ဖြစ်လာတာပေါ့နော်။ပြည့်စုံတဲ့ character ဆိုဖြစ်လာတာပေါ့။ဟုတ်ရဲ့နော်။စာရဲကရေးရတဲ့အတိုင်းပြောရေးရတဲ့အတိုင်းပြန်ပြောအဲ့လိုမျိုးဒီပုံစံ copy ကူးတာပြဖြစ်မှာပေါ့။ copy ကူးရဆိုလို့ရှိရင်ဘယ်တော့မှမဟိုမူရင်းလောက်မကောင်းကြဘူးလေ။အဲ့တော့ ်ဂရိုင်ရဲစိတ်တွေအဟာကိုဒီစာပေါ်မှာ copy လုပ်လိုက်တယ်သူစိတ်တွေအဟာတော့ဒီစာမကောင်းလောက်ဒီစာအဟာမှာကိုရဲမင်းသမီးရဲ့ character ပြန်ပြီး copy ပြန်ကူးရင်ဒီစာတွေကတော့ပြည့်မှာလည်းမဟုတ်ဘူးနော်ကိုကထချဲ့ဖို့လုပ်နိုင်မှာ character ပိုပြည့်မှာပါဟုတ်နာမည်လေးကတော်တော်လေးကိုစမ်းပြီးတော့တော်တော်လေးကိုစိတ်ဝင်စားမဲ့နာမည်လေးလို့ချက်ပါတယ်နာမည်လေးကောင်းတာလေတန်းပေါ်တယ်နော်လောင်နာလေးပေါ်တယ်ပြီးတော့ချစ်တာလေးပေါ်တယ်ဘာလို့လောင်နေကြလဲအရင်ချစ်လို့လောင်နေကြရဆိုတာလေးပေါ်ပါတယ်ကျမရဲ့ချစ်သူ တွေ့ရကြဆိုတော့ဟိုကနာမည်လေးကချစ်စရာလည်းကောင်းပါတယ်တကယ်အိမ်တော်ကြီးမှာတယောက်တယောက်ချစ်ခင်မျက်နှာမှုလေးတွေကနေဘယ်လိုပြောင်းလဲလာတယ်ပူလာမှုလေးတွေဆိုတော့တွေ့ရမှာပါရှင့်မြန်မာစတာပစာ